ရုရှားနဲ့ CSA ယူကရိန်းကန့်လန့်ချက်တမ်ရထရာဂျိုဆုံယူကရိန်းတမ်ရဘိုလိုဒီမာဆီလမ်စကီကရုရှားယူကရိန်းစစ်ပွဲငြင်းငြင်းရေးဆွေးနွေးပွဲစီလာရောက်ဖို့အဆင်သင့်ရှိကြောင်းစာတစောင်ရေးသားပေးပို့ခဲ့တယ်လို့အမေရိကန်တမ်ရဒေါ်နယ်ထရပ်ကပြောလိုက်ပါတယ်အယူထားတဲ့လောက်ရက်ကိုရက်ဖို့တက်ဖြတ်နေတာတွေရက်ဖို့အသိပ္ပယ်မဲ့တဲ့စစ်ပွဲကိုရက်ဖို့အချိန်တန်နေပါပြီ စစ်ပွဲအဆုံးသတ်ခြင်းနဲ့ဆိုရင်တော့နှစ်ဖက်စလုံးနဲ့ဆွေးနွေးရပါမယ်လို့လည်းအင်ကာနိညာမိတ်ကောင်မှပြောဆိုခဲ့ပါတယ်။တမ်ရဘိုလိုဒီမာဆီလမ်စကီကလည်းအမြန်ဆုံးတွေ့ဆုံနေနိုင်ဖို့အစဉ်သိအရှင်နေပြီးငင်းချမ်းရေးသဘောတူညီချက်တရရဖို့တမ်လထရာဥစာမှုအောင်မှဆောင်ရွက်သွားမယ့်အကြောင်းမနေ့အစောပိုင်းတုန်းကလိုပဲအဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။လွန်ခဲ့တဲ့သတင်းပတ်တောက်ကြနေတုန်းက အင်ဖြူတော်မှာတမ်ပလန်ထရန်နဲ့စကားချေတင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့လဲနောင်တရမိကြောင်းပြောကြားသလိုအမေရိကန်အနေနဲ့ကာလကြာရှည်ယူကရိန်းရဲ့မြေရှားတပ်တို့သူဖော်ခွဲပေးတဲ့သဘောတူညီချက်ကိုလည်းလက်မှတ်ရေးထိုးဖို့အဆင်သင့်ဖြစ်ကြောင်းပြောပါတယ်။အဆုံးမသတ်နိုင်တဲ့စစ်ပွဲကိုကျွန်တော်တို့အားလုံးကမလိုလားပါဘူး။တည်သက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိအောင်အမြန်ဆုံးသွေးဆောင်ကြီးနိုင်ကြဖို့ယူကရိန်းအနေနဲ့အဆင်သင့်ရှိပါတယ်။ ယူကရိန်းနိုင်ငံသားတွေထက်တခြားဘဲသူကမှငြင်းချမ်းရေးပိုလိုလားကြမှာမဟုတ်ဘူးလို့လဲတမရဆီလမ်စကီကပြောပါတယ်။စီယက်ဆေးရေးသဘောတူညီချက်ပထမအစီအမနှစ်ဖက်အကျဉ်းသားတွေအပြဲလှန်လဲလှယ်ပြီးမက်ဒီဆိုင်းတုံတာဝေးပစ်ဒရုန်းနဲ့တိုက်ခိုက်တာတွေရပ်ဖို့စွမ်းရင်ဆိုင်ရာအခြေခံအဆောက်အုံတွေအရက်သားတွေရဲ့နေအိမ်တွေအပေါ်ဘုံချေးတာတွေပင်လယ်ပြင်တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့လိုအပ်ကြောင်းပြောဆိုသလို ရုရှားကလည်းအလားတူဆောင်ရွက်ဖို့လိုအပ်ကြောင်းလဲယူကရိန်းတမ္မရကပြောပါတယ်။အမေရိကန်ဒူတမ္မရ JD ဘက်ကလည်းအင်္ဂါနေ့ကရုရှားကလည်းစစ်ပွဲအဆုံးသတ်ချင်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ယူကရိန်းနဲ့အမေရိကန်ပြည်ထောင်စုကလည်းစစ်ပွဲအဆုံးသတ်ချင်နေပါတယ်လို့ပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။